တာလီစွာပါဘုကျုပ်ထုံးမြင့်နိုင်ဒီကနေ့ဘုကျုပ်ထုံးမြင့်နိုင်ရဲ့58နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်မွေးနေ့ဆူတောင်းကိုကျွန်တော်ရဲ့ social စာမျက်နှာတွေမှာဆူတောင်းစကားတွေပြပုတ်ခဲ့တယ်လို့တကယ်ဖြစ်စီခြင်းနဲ့စိတ်ဆန္ဒအာတီတာနဲ့အာခအိမ်မက်အာခလန်းစင်အာခရဲ့မြို့လင်းချက်တွေကို ဒဇိုက်မမတ်အာတုံခွန်ဆိုင်ဦးဆွေးဆံမြင့်ကြိုးစားနေတဲ့ဘုကျထွန်းမြတ်နိုင်ကိုလေးစားအတိမတ်ပြုဂုံပြူချောင်းဘုကျထွန်းမြတ်နဲ့မွေးနေမှာကျွန်တော်လူမြတ်ကျော်ကပြောကြပါစီသို့တူပဲအာကအိမ်မက်တွေကိုဒီဇိုင်းမက်မက်အကောင့်ထဲပေါ်ပေးနိုင်တယ်လို့ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူတရလုံးရဲ့အိမ်မက်မျော်လင့်ချက်ဖြစ်တဲ့အာတီဒဆန္နာဖြစ်တဲ့ ဖက်စစ်အာနာရှင်စနစ်အပိတိုင်ချုပ်ငင်းကြီးခြေမုံနိုင်ကြီးအတွက်လဲဘုကျုံထွန်းမြနိုင်ကတိုင်းပြည်နဲ့လူလူတည့်ရဲ့လုံကူကောင်းဆောင်ပြီးတော့ကောင်းဆောင်တယောက်အဖြစ်နဲ့ဥဆောင်ဆင်နွဲပေးပါလို့58မြောက်ဘုကျုံထွန်းမြနိုင်ရဲ့မွေးနေ့မှာကြောချင်ပါတယ်အာရခတ်တတော်အီအီရဲ့တိုက်စွမ်းကြီး ိတ်မကြခင်မဲ့ကပ္ပစ16နာကိုရောက်လာတော့မယ်။နော်။ရောက်လဲရောက်နေပါပြီ။ကပ္ပစ16တဲမှာဘာတွေဖြစ်နေလဲ။ရမ်းချက်ဆက်ယုံ။ဒီနေရာ location နေနဲ့ဆက်ယုံထဲကအခြေအနေတွေကိုကျွန်တော်တို့မသိဘူးမထင်နဲ့။နော်။ရမ်းကန်ဘက်မှာရှိတယ်။အရာရှိလိုင်းကန်ဘက်မှာရှိလေ။ဟွန်း။ ဝိုင်းပတ်ပိတ်ဆိုပြီးတောင်ပေါ်ကထုလိုက်ရင်ပြာကျသွားလိမ့်မယ်ဗျအဲ့တော့အဲ့ဒီအလုတ်တွေကိုအရကတတ်တော့အေးဘုံကျုပ်ထွန်းမြင့်နိုင်တဲ့ဘူပေါင်းတက်တွေကဆောင်ရွက်လိုင်လိမ့်မယ်လို့ယုံကြည်မိပါတယ်ထို့တူပဲဘုံကျုပ်ထွန်းမြင့်နိုင်ရဲ့မွေးနေ့ဆူတောင်းစကားကို ပြောပြီးမှဒီကနေ့မှမနေ့ကသတင်းရဲ့အဆက်ဖြစ်တဲ့ဖွေးဖွေးနဲ့ပတ်သက်ပြီးတော့ဖွေးဖွေးကိုပြန်လွတ်လာပြီပြန်လွတ်လိုက်ပြီ အလင်းရောင်ကိုဖမ်းထားတယ်ဆိုတဲ့သတင်းတွေထွက်တယ်။အခုချိန်ကြီးတော့ဖွေးဖွေးဘက်ကဘာဘာတရားဝင်မှထွက်ပြောတာတော့မရှိသေးဘူး။ဆိုတော့ဖွေးဖွေးနဲ့အဲဒီအလင်းရောင်အပါအဝင်ပေါ့ဗျာ။အမှုပညာရှင်တွေကို ပြစ်မှတ်ထားပြီးတော့ဖမ်းဆီးချင်းချောက်မှုကိုလုပ်နေတာ။တိုက်တွန်းလှုပ်ဆော်နေတာ။စစ်တပ်ကိုရွှေနတော်သွင်းနေတာကတော့အဓိကကြုံမျိုးမင်းဖြစ်တာကိုကျွန်တော်တို့တွေ့ရပါတယ်။ကြုံမျိုးမင်းဟာ လူပညာရှင်တွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆွယ်ပေးရမယ်မပေးရင်ဖမ်းဆီးအရေးယူတင်တယ်လူမင်းတို့ပြည်တည်ဦးတို့အိန္ဒာကျော်စင်တို့ကဘာလုပ်နေလဲအစရှိတာတွေကိုတောက်လျှောက်ပြောနေပါတယ်အနုပညာရှင်လောကကိုလည်းနှစ်ချမ်းခွဲပလိုက်ပါပြီစစ်တပ်ကိုထောက်ခံတဲ့အချမ်းကတစ်ချမ်းစစ်တပ်ကိုမထောက်ခံတဲ့အချမ်းကတစ်ချမ်းအဲ့တော့အနုပညာရှင်တွေထဲမှာမှနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့နေတိုးတို့ အအစရှိတဲ့စိုက်ဆိုင်ခန်းလိုင်းတို့ဘာတို့ညာတို့ပေါ့ဗျာအလုံးကတော့ဟန်မပြတ်စစ်တပ်ကိုကြိုက်လာကြတော့မဟုတ်ပေမဲ့နီးရတာကြောက်တာကတကြောင်တော်လိုင်းအင်အားစုတွေကဒီအချိန်ထိစစ်မတိုက်နိုင်သေးရင်ရွေးကောက်ပွဲကိုမဖြတ်နိုင်ရင်လောလောဆယ်ရက်တီရေးဟာ အခက်ခဲဖြစ်နိုင်တယ်ဆိုတော့စိတ်ကူးလူသားတယောက်ရဲ့အတ္တ၄ကြောင်းလုံလုံလလျာကြီးစစ်တပ်ကိုတွားရောက်ထောက်ခံတာတော့မဟုတ်ပေမဲ့စစ်တပ်အလိုတော်ကြစစ်တပ်ကအမိတ်ပေးပြီးခေါ်ရင်မတော်ဘဲမနေလို့မရတဲ့အချင်းမျိုးတွေကိုရင်ဆိုင်နေရတာကိုတော့ကျွန်တော်တို့ခံစားမိပါတယ်ဒီနေရာမှာပြည်သူအင်နာကျော်စင်လူမင်းတို့ဆိုရင်လည်း ကျော်မျိုးမင်းကတောက်လျှောက်ရွေးကောက်ပွဲကားကိုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖြန့်ချီမဲပေးဖို့လုံ့စော်ရေးတွေသူတို့ကဘာလို့မလုပ်တာလဲဆိုပြီးတော့ရုံရုံမာမာအောက်တန်းကြကြကိုနုပညာရှင်တွေကိုဒုက္ခပေးနေတဲ့လူကတော့အတိတ်ကကျော်မျိုးမင်းဖြစ်နေတာကိုတွေ့ရပါတယ်အဲ့တော့စစ်နိုင်မတိုက်နိုင်ရင် ဆုံဆုံမြုပ်မဲ့အချိန်ရောက်ပြီလားဒီအချိုးဒီမိုးဒီလူတွေနဲ့ရှောင်းနေကိုမျောလင်းလို့ရသေးလားဆိုတာမျိုးတွေကိုတော်လံပြည်သူတွေရောတော်လံအင်အားစုဘက်ကသူတွေရောအအချိန်နဲ့ဒီအချိန်မှာငင်းခုန်နေကြပါတယ်ဆိုတော့မနေ့ကမိုးကုတ်မြို့မှာပြည်သူလူလူ တရက်လုံးကတမျိုးလုံးကဖက်စစ်တပ်ကိုလက်မခံကြောင်းတမ္မူဒီဆန္ဒထုတ်ပေါ်တယ်။တရုတ်ကိုလုံးဝလက်မခံဘူးဆိုတဲ့ကြောင်းဆန္ဒထုတ်ပေါ်တယ်။ပြည်သူလူထုဆန္ဒကတော့စစ်တပ်အုပ်ချုပ်တာလုံးဝမကြိုက်ဘူး။တော်လိုင်းအင်အားစုတွေကိုလည်းအများဆုံးနိုင်စေခြင်းလေ။ရသလောက်လေကုတယ်။ဒါပေမဲ့ဒီဘက်ကတော်လိုင်းအင် အားစုရဲ့ဥဆောင်တဲ့လူရဲ့ဆိုရက် UNG အပါဝင် ်ဥဆောင်သူတွေကရွေးကောက်ပွဲကိုဖျက်ဆီးနိုင်တဲ့အချိန်ဤဆောင်ရွက်မယ်ဆိုရင်ဒီအချိန်မှာစပြီးထိုးစစ်ခံစစ်တိုက်စစ်ခွာစစ်ခြီစစ်အစားရှိတာတွေကိုဆောင်ရွက်တင်တဲ့အချိန်ဤမျိုးပါလက်တလောအချိန်ဤထိတော့တရဝင်းထုတ်ပြန်စစ်စင်တာမျိုးတော့မတွေ့ရသေးပေမဲ့အောက်ခြေမြေပြင်မှာအရခတ်တက်တော်အေးနဲ့ပူပေါင်းတက်တင်နဲ့တိုက်ပွဲဝင်တဲ့ ဘီလူကာဝေးတက်မတော်သားတွေရှိနေတယ်ဆိုတော့ကိုတော့ကြားရတယ်မန္တလေး PDF နဲ့မဟုတ်ဘူးဟာအဆရှိတဲ့တက်တွေကလည်းမဟုတ်မြို့ကိုကာဝေးကြီးနဲ့မဟုတ်မိုးမိတ်တဲ့ကျော်ပြန်လေခုခံနိုင်ရေးစူးစမ်းနေတယ်စီရင်ဖြူဟာအခင်းချင်းကိုကြည့်မယ်ဆိုရင်တော့နောင်ချိုတီဘောနဲ့တကွတွင်းငယ်အဆရှိတဲ့ဒေတာတွေ မိုးကုတ်နဲ့မိုးမိတ်ဟာဖက်စစ်တပ်ဟာတပြေးပြေးပတ်လဲဝိုင်းပိတ်ထားတဲ့အခြေအနေမျိုးကိုတော့မြင်ရတယ်။ဒီအခြေအနေတွေကြောင့်ပဲဖက်စစ်တပ်ဟာကုံစာပြနေတယ်။နလန်ထလာ။ဒီနလန်ထတာကိုရိုက်ချိုးဖို့နီလန်ကတော်လန်ဝင်ရိုးနှစ်ရက်လေပတ်ဖို့လိုပါတယ်။ဒီတော်လန်ဝင်ရိုးနှစ်ရက်လေပတ်ဖို့ကိစ္စရက်တွေလိုအပ်တယ်လို့ အာနာဘဟုချက်ဖြစ်တဲ့ညီမကြီးအလဲပိုင်းဒေတာကြီးရွှေဘိုးလွင်မြင့်မိတိလာလွင်မြင့်တကြောနဲ့စကိုင်းမကွေးကိုတော်လိုက်တက်တွေကလက်ရှိထိန်ချုပ်ထားတာတပုံမူခိုင်မာတဲ့အုတ်ချုပ်ရေးတရားစီရင်ကိစ္စတွေကိုမူဝါဒနဲ့အညီခိုင်ခိုင်မာမာဆောက်ရွက်ပြည်သူနဲ့တသားတဲ့နေပြည်သူကိုစီယုံလုံးစုံဒီလိုအခြေအနေမျိုးကို လုံနိုင်ဖို့လက်ရှိအချိန်မှာတော့မလုံလောက်သေးတဲ့အခြေအနေမျိုးတွေ့ရပါတယ်ဆိုတော့တော်လန်ဝင်ယိုးနေရတဲ့လေပတ်ဖို့ပြောတဲ့အစအဦးဆုံးပြောသူကတော့ဆရာကြီးဦးတန်းစိုးတိုင် ဖြစ်ပါတယ်ကျွန်တော်ကပထမဝင်ယိုးအညာဟာသခိုင်းဟာမကွေးဟာတော်လန်ဝင်ယိုးတည့်ရဖြစ်တယ်အာနာပူချက်ဖြစ်တယ်ဆိုတော့အယူအဆကိုတိုင်းပြည်ကိုကျွန်တော်တို့ထုတ်ဖို့ပြောပြခဲ့ပါတယ်ဒါနဲ့ထက်ရှင်း ရှာယူတန်းစုနိုင်တို့ရဲ့စီးရီးနိုင်ငံရေးအတွေ့အကြုံရမျိုးဆက်သမိုင်းအတွေ့အကြုံရှိတဲ့ပုံကိုယ်တွေရဲ့ထက်မှန်ဖြည့်ဆွတ်တင်ပြတဲ့အတွေးခေါ်တရက်ကပုံမူပြည့်စုံတာကိုတွေ့ရပါတယ်တိုင်းရင်းသားတော်လှန်ရေးတပ်တွေရဲ့တိုင်းရင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဗမာတပ်များတပ်ပေါင်းစု 你得保守那手哈，多人运用那招撇扒的，你多人运用那招呢？是那个伊，对呀，是伊，奥超伊，啥事了哩？个，地位比伊低的少，剩的呀，性命上要比的高啦，多人一个，冇那耐心，你多人运用那也撇拉不转。 အားလုံးမျော်လင့်နေကြတယ်ဆိုတာလည်းယုံကြည်ပါတယ်။ဒါနဲ့ပတ်သက်ပြီးထမှန်အခြေတဝင့်ကိုကျွန်တော်ဟိုဘက် Allergy Review Channel မှာပြောမယ်။ဒီကနေ့ကမ္ဘာစစနစ်ကိုရှော့လိုက်တော့ငါးလုံးနဲ့ပြစ်တဲ့တဲ့င်းလေးရှိတယ်။ဒါကိုဟိုဘက် Allergy Review မှာပြောမယ်။ဒီဘက်မှာပြောချင်တဲ့အဓိကအကြောင်းအရာကရွေးကောက်ပွဲစကားဆိုင်ရဲ့စစ်တပ်ရဲ့နိုင်ငံရေးထိုးစစ်လက်ရှိပြည်သူလူထုရင်ဆိုင်နေရတဲ့အခြေအနေ ရုပ်ရှင်တရုပ်ဆောင်တွေအနုပညာရှင်တွေအကုန်လုံးကိုစစ်တပ်တနက်ထောက်ပြီးချင်းချောက်ခါနှချမ်းခွဲပလိုက်ပြီဘုန်းကြီးကိုလည်းနှချမ်းခွဲတယ်ចောင်းသားကိုလည်းနှချမ်းခွဲတယ်ပြည်သူလူထုတဲမှာလည်းနှချမ်းကွဲပါပြီနှချမ်းတော့မကတာတော်လိုက်အင်အားစုကိုလည်းနှချမ်းကွဲဖို့ကြိုးစားနေပါတယ်အဲ့ဒီမှာမအန်ယူဂျီကိုမကြိုက်တဲ့လူအန်ယူဂျီလော်ဘီအုပ်စုကတစုလွတ်လပ်သောတော်လန်တော်လန်သူများ လွတ်လပ်သောအတွေးခေါ်ရှိသူများစစ်နိုင်တိုက်ချင်သူများကတစုအနုကြည်လော်ဘီအုပ်စုကတော့အုံနယ်ချင်းနဲ့ဝိုင်းဝန်းဆဲဆိုချိန်မောင်းဟွန်းဒါမျိုးတွေရဲ့တစုပေါ့ဗျာအဲ့တော့ဒေါ်လန်ပြည်သူတွေဟာဒီချိန်ထိရက်ခံခဲ့ကြတယ်တပတ်မှလည်းဖွေးဖွေးဖမ်းလိုက်ပြီးပြန်လွတ်လိုက်ပြီးရှင်းရှင်းပြောရရင်တော့ဒါတွေဟာပြည်သူလူထုကိုစိုက်ကူပေါ့ဗျာဝါရဖြန့်နေတာဖြစ် တခြားရာအဟာရစီအာယုံမရောက်အောင်ဥပမာဆိုရင်မိုးကုတ်တံပုံးတီးမှုတည်င်းဟာတနိုင်ငံလုံးကိုတောင်းနှင်းဖြစ်သွားတဲ့အခါအခြားမျိုးရွာတွေပါတံပုံးတီးခဲ့ကြရင်စစ်တပ်ဟာလူလူကိုထိမ့်မရရင်ဒီစစ်ကိုနိုင်အောင်တိုက်လို့မရဘူးစစ်တပ်ကလူလူထကြွလာမှာအုံကြွလာမှာအယမ်းကြောက်တယ်တနက်ကင်လာတဲ့လူတွေထက်လူလူအုံကြွမှာကြောက်တယ်ဟာရှုံကျွန်တော်ပြောတာရှုံ ်လူလူအောင်ကြွားမှုဟာအမှုမျိုးပုံးတဲ့ပြင်းတယ်မင်းအောင်လိုင်းရဲ့အာဏာကိုချိန်ချောက်နိုင်တယ်လူလူအောင်ကြွားမှုဟာမင်းအောင်လိုင်းရဲ့ဖြစ်တည်မှုအလုံးကိုရိုက်ချိုးဖျက်ဆီးနိုင်တယ်အဲ့မှာတကာပေါ်အချိုဆင့်အချိုပေါ်တကာဆင့်လူလူကအောင်ကြွားဒီဘက်ကလက်နက်ကင်တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့တိုင်းသာတပ်တွေကဝင်တိုက်စီးရင်နိုင်ငံကြီးပေါင်းဆက်နိုင်ရင်ပွဲပြတ်တယ် အဲ့မှာနှစ်ချက်နောက်တစ်ချက်ကတော်လန်ဝင်ယူနှစ်ရက်တိုင်းသားတော်လန်တပ်ပေါင်းစုရဲ့သွေးတန်တမိတ်ဗမာတပ်ပေါင်းစုရဲ့တသွေးတန်တမိတ်ဒီနှစ်ချက်နဲ့လူလူအောင်ကြောင်းမှုစီရင်နိုင်ငံရေးအတွေ့အဆက်ပါဇက်ကပြောတော့လွယ်ပါတယ်လို့ရတာတော့ခက်ခဲပါလိမ့်မယ်ခက်ခဲပင်ခက်ခင်းညာလောက်ကိုလောက်ကြရမှာနိုင်ချင်တော့နိုင်ချင်လောက်ရမှာပဲမနိုင်ချင် မလောက်ကြနိုင် ဲ့တော့ဗမာအင်အားစုတွေကိုစုစည်းဖို့ဗမာစင်စားစုတွေကိုစုစည်းနိုင်ဖို့ဗမာတပ်ပေါင်းစုကြီးဖြစ်လာဖို့ကျွန်တော်ရေးတွေးဆချက်အရဆိုရင်လုံနိုင်ကြီးအရှိဆုံးလုံပိုင်ခွင့်ရှိတယ်လို့ယူဆရအောင်တော်လိုင်းငွေကြေးများကိုအများဆုံးရယူကင်တွယ်ထားတဲ့အန်ယူဂျီဆိုတဲ့အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဟာဗမာတပ်ပေါင်းစုကြီးနဲ့ဗမာဒေသမြေပြန့်ဒေသများတက်မတော်တည်းရဲ့ဖြစ်ပေါ်လာဖို့ လှုပ်ရှင်တယ်ဆိုရင်လှုပ်ရှင်စိတ်ရှိတယ်ဆိုရင်လှုပ်လို့ရပါတယ်ဖြစ်လဲဖြစ်ပါတယ်ဒါပေမဲ့အန်ယူဂျီရဲ့အတွေးခေါ်အမားကသူ့လက်အောက်ကိုဝင်မဝင်သူ့အမိတ်မနာခံတပြားမှမပေးဘူးချိန်မုံးမယ်ဆိုတဲ့ဖက်စစ်တက်လို့စိတ်ကူးအတွေးခေါ်မျိုးရှိနေတာကိုလည်းကျွန်တော်တွေ့ရပါတယ် အန်ယူဂျီကိုစော်ကားတာမဟုတ်ပေါ့အန်ယူဂျီကတချို့လူတွေလောက်တာဖြစ်ပါလိမ့်မယ်အန်ယူဂျီရဲ့ဖွဲ့စည်းတစ်ခုလုံးအနေနဲ့ကတော့ဒီမိုကရေစီဝါဒတို့တော်လည်းရှင်နွယ်နေတယ်တို့ကိုကျွန်တော်တို့ကအမူဝါဒရလက်ခံယုံကြည်လို့ရတယ်သို့တော့အန်ယူဂျီတွေကတချို့သောသူတွေရဲ့ဘယ်လိုပြောမလဲမိမိတစုတစ်ဖွဲ့အကျိုးစီးပွားအခြေပြုသောအတွေးခေါ်လို့ပဲပြောပါဒီအခြေအနေကြောင့်မြေပြန့်ဒေတာများတက်မတော့ဆိုရက်မြေပြန့်ဒေတာများတက်ပေါင်းစုကြီး ဒီနေ့ငါနှစ်ရှောက်ဖို့၃လလောက်အလိုထိဖြစ်မလာသေးပါဘူး။တဖက်မှာတိုင်းသားတပ်ဖွဲ့တွေအနေနဲ့လည်းတိုင်းသားတပ်များတိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဆိုတာမြောက်ပိုင်းညီနောင်၃ဘွဲ့ FMCC ခုနဘွဲ့ဒါတွေကလည်းရင်တိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဆိုတာ မရှိသေးပါဘူးမလုတ်ချင်လို့လားလုတ်ဖို့စံနာမရှိလို့လားစစ်တပ်ကိုပဲအဆင်ပြေသလိုပေါင်းမယ်လို့စိတ်ကူးနေကြလားတကယ်နိုင်ခြင်းစိတ်ရှိတဲ့အရခတ်တော်နဲ့ KIA အပါဝင်တချို့တိုင်းသားတော်လိုင်းတက်တွေကတော့တကယ်တိုက်တယ်တချို့ကြတော့လည်းတိုက်ချင်အောင်ဆောင်တယ်တချို့ကြတော့လည်းတိုက်ကိုမတိုက်ဘူးတချို့ကြတော့လည်းပေါ်တင်ပေါင်းတယ်တိုင်းသားတွေဘက်မှာလည်းဒီအခြေအနေရှိတယ်လို့ မိမိပြည်နယ်မိမိဒေသစစ်ကောင်စီကင်းစင်ရေးဦးစားပေးတိုက်ပွဲဝင်မှုကိုလည်းတွေ့ရတယ်။အဲ့ဒီမှာမှတင်ကန်းစာယူစရာဆိုရင် TNL ရဲ့လက်ရှိနောင်ချိုတီဘောမုံမိတ်မိုးကုတ်တို့လက်လွတ်ရတဲ့အခြေအနေဆိုရင်အရှိကလူအများတုံးတက်သွားသလိုပဲသူတိုက်သူယူသူနေမြီသူတီချောင်သူအာနာတီဆောက်သူအုတ်ချုပ်သူအခွန်ကောက်သူလှုပ်ချင်တာလှုပ်ပရိသတ် ညီရှင်ပရိသတ်တဲ့သူပုံစံမျိုးမာမိတ်ညာနဲ့ဆက်ဆံရေးပိုင်းမှာလဲတလွဲတချော်တဘူတမင်း KAI နဲ့ရန်ဖြစ် SSP နဲ့ရန်ဖြစ်အောက်ခြေတက်သားတွေချင်းချင်းမှာပြဿနာတွေများဒီအခြေအနေတွေကြောင့်တကယ့်စီရီမှာဖစစ်တက်ကစစ်ထိုးလာတဲ့အချိန်မှာ မဟာမိတ်တပ်မရှိဘူးတပ်ပေါင်းစုမရှိဘူးအတူတွဲတိုက်ပွဲဝင်မဲ့တိုင်းသားတော်လိုင်းတက်ကောဗမာတက်တွေကိုမရှိတဲ့အခါ TNL ဟာသူ့ရဲ့အင်အားချိန်ဆတရုတ်ရဲ့ဖိအားဘာညာတရကနေကြကွာစီကောင်းစင်မျိုးစုံနဲ့ပေးလိုက်တယ်ကွာပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်တို့ကတရုံစားပန်းချီမန်းတည်တင်ပါပြီနှစ်တုံးထက်စားမလို့လားတိုင်းသားတွေကနေပေါင်း80နေပေါင်း30နေပေါင်း40နေပေါင်း50 ကျွန်တော်တို့ထပ်စောပြီးတော်လိုင်းရေးလုပ်ခဲ့ကြတာတပ်ပေါင်းစုတင်တယ်လို့တိုင်းသားတော်လိုင်းတက်တွေကရောမယူဆဘူးလားတပ်ပေါင်းစုစုစည်းညီညွတ်မှစစ်တပ်ကိုနိုင်မယ်လို့မယူဆဘူးလားလုံးမယ်တပ်ပေါင်းစုတိဆောက်မယ်ဆိုရယ်စိတ်ကူတိုင်းသားကောင်းဆောင်နေမှာရောမရှိနေဘူးလားရှိနေလားလုံးလို့မရတာလားကျွန်တော်လုံးဝမရှင်းဘူးတပ်ပေါင်းစုတိုင်းရင်နိုင်မယ်ဆိုတာသူတို့သိပြီးသားကျွန်တော်တို့လည်းပိုသိတယ် တစ်ဖက်မှာတိုင်းသားတော်လည်းတပ်ပေါင်းစုရဲ့ဥဆောင်မှုပြီးစည်ရင်ဥဆောင်မှုပြီးမြေပြတ်ဒေသများတက်မတော်တပ်ပေါင်းစုကြီးကတိုင်းသားတော်လည်းတက်များရဲ့စည်ရင်ဥဆောင်မှုနောက်မှာနိုင်ငံကြီးပေါင်းဆက်မှုစည်ရင်ပေါင်းဆက်မှုတွေနဲ့ဖက်စစ်တပ်ကိုအနိုင်တိုက်လို့ရနေတယ်အဲ့နီးလန်းဟာနိုင်ကိုနိုင်တယ်အဲ့လိုသာတိုက်တစ်ဖက်မှာပြည်သူကအုံကြွတခဲနဲ့လဲနေလျောင်းမြင်းဆောင်မကြံပါဝင်လာပြီး အခုနေပြီးတော့မာရဝိဇယဆိုတဲ့စမိုင်းလင်းဗုဒ္ဓရှိမှဆုံမဲ့တစောင်းနိုင်ပွဲတော်တချင်းဟာသွေးတစ္ဆာဖြစ်သွားလို့ရပါတယ်လူတဘာဝရနိရာကြောက်ရတာတို့နိုင်တဲ့ဘက်ရက်မာတို့ကလူတဘာဝရဘာဖြစ်လို့ဆိုကုကေရမဲ့ဘဝမှာကို့ကကွယ်မဲ့လူမရှိတဲ့အချိန်ဒီမှာတော့ကိုအဆင်ပြေသလိုရက်တီရတဲ့လူတဘာဝကိုထဲ့သွင်းတက်ချက်ဖို့လိုတယ် ဒါကြောင့်မို့ကျွန်တော်တို့တော်လိုင်းရေးတက်တွေနိုင်ရင်ဒီနေ့နိုင်ရင်ဒီနေ့ပြည်သူတခဲနဲ့ပါတယ်မနိုင်လဲပါတယ်မနိုင်လို့တော့မရဘူးဆိုတဲ့စိတ်နဲ့ပါနေကြတယ်ဒါကတော်လိုင်းပြည်သူယုံကြည်ချက်ကိုဒီဇိုင်းမမတ်နဲ့သွားတဲ့တော်လိုင်းပြည်သူကတတ်တတ်ပေါ့ဗျာပြည်သူလူထုဆိုတာအဲထဲမှာလဲအလွာပေါင်းစုံရှိတာဘူးဗျာတကယ်တိုင်းပြည်ပြောင်းလဲစေခြင်းနဲ့စိတ်စေတနာအပြည့်နဲ့လုပ်တဲ့ပြည်သူလူထုရှိတယ် တော်လံပြီးသူလူလူရှိတယ်တချို့ကြတော့လေပော့ပော့နေပော့ပော့ဆာအဆင်ပြေသူတွေနေတဲ့လူရှိတယ်တချို့ကြတော့လေစီးပွားရေးလုပ်ငန်းများရအဆင်ပြေသူလူနေရတာတွေရှိတယ်တချို့ကတော့စစ်တပ်ကိုလုံးဝမကြိုက်ဘူးဒါပေမဲ့အဆင်ပြေအောင်နေရတယ်တချို့ကြတော့လုံးဝမကြိုက်လို့ဝါတော်ခုတော်လံနေကွာဒါမျိုးတွေသူကအပြင်းအပြော့အမာအမာအပြော့လူရန်စားအမျိုးစုံစိတ်မျိုးစုံပတ်ဝန်းကျင်မျိုးစုံဘဝမျိုးစုံနဲ့ ရှင်လင်နေရတဲ့ပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုတစ်ခုတည်းသောထွက်ပေါက်ဟာတော်လိုင်းတက်ပြီးစစ်နိုင်ရင်ခမတို့အခုကြားနေတဲ့တောင်ကြီးတစောင်းနိုင်ပွဲတော်ကဆိုင်ဆိုင်ခံနိုင်ရဲ့တချင်းနေရာမှာလင်းလင်းရဲ့ရောင်နေတချင်းဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့ခမတို့အခုကြားနေတဲ့တစောင်းနိုင်ကတစောင်းနိုင်ပွဲမာရဝူဇီယာနေပြည်တော်ပွဲမှာလူလှိုင်းလုံးကြီးပေါ့အများကြီးပေါ့သူတို့ကျင်းပနေရောအဲ့ဒီစုံနေတဲ့တချင်းတန်ဒီအားလုံး အဆိုတော်တွေအားလုံးကသွေးသစ္စာကိုဆူလာပါလိမ့်မယ်ဆိုတော့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့အကြွေရွေးကောက်ပွဲကိုရက်တန့်မယ်လက်မခံဘူးဆိုရင်စစ်ပွဲကိုစတဲ့တဲ့အချိန်မှာရွေးကောက်ပွဲလုံးဖြစ်အောင်ထိုင်ဆောင်ပေးလို့မရပါဘူး အခုတည်းကရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့လုံနိုင်မယ်ဆိုတဲ့အချက်လက်တွေနေရာတွေအခင်းကျင်းနေမှန်သမျှတရဆက်ရိုက်ချိုးဖြက်စီးရတန့်ပြရမယ်အခြေပြောချင်တာကတော့ရွေးကောက်ပွဲကိုတကယ်ရတန့်ဖို့ NUG ကကြီးရွက်ချက်ရှိတယ်စဉ်းစားတယ်တိုက်ပွဲဝင်မယ်စစ်ပွဲကိုစတင်မယ်ဆိုရင်တော့ဒီကာလကနောက်တော့ကြာနေပါ NUG ထိုးစစ်စနိုင်မယ်လို့ခင်ဗျားတို့ယူဆသလားရွေးကောက်ပွဲကိုရပ်တန့်မယ်လို့ရပ်တန့်နိုင်မယ်လို့ယူဆသလားမရပ်တန့်နိုင်မယ်ရွေးကောက်ပွဲဖြစ်ရင်ရောဘာ ਈ စဖြစ်နိုင်လဲကောမမှာရှိတာပဲခင်ဗျာယေရှုတမန်